အတန်ကြီးလာတဲ့ခင်မုန်းနေကိုကြည့်ပြီးအမျိုးသမီးဟာချိုဖိုးကြီးနဲ့တူမမတန်ဘူးလို့ခန်းစားနေရပါတယ်။ကဲတန်းတော့ချိုဖိုးကြီးကတူမနဲ့အသက်ရွယ်လို့ပါ။နာမကျန်းဖြစ်နေတဲ့တူမကိုခင်မုန်းနေကမော်ဆေးလုံးတိုက်ခါတူမရဲ့တကူကဲတင်ထားခြင်းဖြစ်စေ။ချိုဆေးလုံးဟာတူမအသက်20ရွယ်ထိလှုပ်ပြသွားစေခဲ့တယ်။ဒါကြောင့်တူမဟာငဲကုန်မြလာပါတော့ခါခင်မုန်းနေဖိုးကြီးနဲ့တူမမတန်တော့ဘူးလို့ခန်းစားလာမိတယ်။ဒါကြောင့်လင်းမရဆိုတာလူတိမာကိုစိုးရင်ခဲ့တယ်။တန်းစင်ခဲ့တဲ့မှာတူမဟာတထိတ်ကတော့လည်းတွေ့ရလို့အမျိုးသမီးတွေကတူတူဖြော်တော့တူမချင်းထင်နေခဲ့တယ်။တန်းစင်ခဲ့တာချွတ်တူမအမျိုးသားတယောက်နဲ့ဝင်ကြမိခဲ့တယ်။ အမျိုးသားဟာတမဟိုစစ်ပါရဲ့ဖော့ဆက်ပါလို့ပြောပြီးကုန်းနေလေးစာကဲလန့်ပေးတဲ့ချက်ထိုမျိုးသားဟာထိတန်းရောက်ရှင်ကမီတခုရဲ့ CEO တခုဖြစ်နေခဲ့ပါလေတမစီတဲ့မှာထို CEO ပဲလန့်မို့နေခဲ့တာအဖိုးကြီးအနားမှာရှိနေတယ်ကိုတမဆက်နေခဲ့တယ်အဖိုးကြီးဟာ CEO ရဲ့ business network ကိုတွေ့လာခဲ့တယ် တမဟာကျမအလုပ်ကိစ္စပါလို့ပြောကစီချင်းတက်ကိုဆွဲယူသွားခဲ့ပါတယ်။ချို့တော့ CEO ချိန်ဆထားတဲ့ဟိုတယ်ကိုတမသွားခဲ့ပါတယ်။တမကရုပ်ရှင်မင်းသမီးငယ်စိန်ကလေးရယူသွခဲ့ရကြောင်း CEO နဲ့အေပေါ်ဆုံးဖျက်လိုက်ပါတယ်။ဒီကဲတော့တမတောက်ထားတဲ့စီလုံးဟာတမရဲ့နေရာရဲ့ချင်းချင်းမိသားစုစာတရားလေးနဲ့စင်ရထားခဲ့တယ်ဆိုတာတမမသိခဲ့ပါဘူး။